ဟိုကျွန်တော်ကစင်းတိုင်းမှာရှိရပြဦးနိုင်ဟိုဘောနော်ရိုက်တဲ့စင်းတိုင်းမှာဥမာလက်အုပ်ချီပေါ်အဲခြေစီတီးတန်ကြားတဲ့ချိန်ကျရင်ဖြစ်သွားတဲ့သူ့ရဲ့ဟိုပုံစံခေါင်းခါတဲ့ပုံစံနားပိတ်တဲ့ပုံစံမျက်လုံးထားတဲ့ပုံစံအဲ့ဒါတွေပေါ့နော်ကျွန်တော်အဓိကဟိုအသေးစိတ်တွေကိုအစွမ်းရှိတဲ့လောက်နိုင်တဲ့လောက်လေးလိုက်ချီဖြစ်ပါတယ်ဗျာဖြစ်တာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီလူကြီးတွေရောဒီပေါ့နော်တကယ်စီနီယာတွေကအစအတိမတ်ပြုတဲ့အချိန်မှာဟို ကျွန်တော်ရှေ့ဆက်ဖို့အတွက်ခွန်အားတွေအများကြီးဖြစ်တယ်ပြီးတော့နောက်တစ်ခုကအဲ့လိုချီးကျူးခံရတဲ့ဟာမျိုးကျွန်တော်ဟိုလွန်လွန်နဲ့တာယာဟိုပေါ့နော်ပျော်တာကြီးကလွန်အရန်လွန်လွန်ပြီးပျော်တာမျိုးမဟုတ်ပဲねပို့ပြီးတော့ငါဒီလုပ်ကိုငါပို့ပြီးတော့တေချာလေးလောက်ရမယ်ပို့ပြီးတော့တန်မိုးထားရမယ်ဟိုကျွန်တော် asset ကိုကိုကိုပို့ပြီးတော့ဟိုအနောက်ကနေကိုကိုကိုပဲ pressure ပေးပြပါတယ်ဗျဟုတ်ဟုတ် ဟုတ်အဓိကတော့ဆရာဦးမျိုးမင်းကျောင်းရိုက်ဖြစ်တာပေါ့เนาะဘာဖြစ်လို့ဆရာ6နှစ်လောက်ကြာမှရုပ်ရှင်ပြန်ရိုက်တယ်အာ6နှစ်ကြာမှပြန်ထွက်တဲ့ကားပေါ့เนาะကျွန်တော်ရိုက်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြာတော့ဟိုဇက်ကောင်ပေါ့เนาะကောင်းဟိုကောင်းမွန်တဲ့ဇက်ကောင်ဆိုလို့ရှိရင်တော့ကျွန်တော်ကရိုက်ပါတယ်ခင်ဗျာဆရာမှာလာပြီးသားအခန်းနဲတာများတာနဲ့မဆိုင်ဘူးခင်ဗျာအဓိကကိုယ့်ရဲ့ဇက်ကောင်ကိုအကောင်းမွန်ဆုံးအပြည့်ပြည့်ဆုံးတဘာဝအကြဆုံးသရုပ်ဆောင်နိုင်မှုပဲအရေးကြီးပါတယ်ခင်ဗျာ ဟုတ်ဟွာဗောကျွန်တော်တို့ဟာအတိမတ်ပြုခံအတိတ်တွေနေနေဗောเนาะကျွန်တော်အတိမတ်ပြိသက်တွေအတိမတ်ပြုခံရတဲ့ချိန်မှာကျွန်တော်ရင်ထဲမှာရှေ့ဆက်ပြီးတော့ဟိုဆက်လုပ်ဖို့အတွက်ခွန်အားတွေအများကြီးဖြစ်စေပါတယ်ပြီးတော့နောက်တစ်ခုကဟိုအခွန်အားလည်းဖြစ်သလိုပီတိလည်းဖြစ်ပါတယ်ပြီးတော့ဟိုဗောเนาะတန်မိုးထားတဲ့အလုပ်ကိုတန်မိုးထားတဲ့အတွက်လည်းပြိသက်စီကပြန်ပြီးတော့အတိမတ်ပြုခြင်းခံလို့ကျွန်တော်ထင်ပါတယ်ဟုတ်ပြပြဟုတ်အဓိကတော့ဆရာဟုတ်ဆရာဦးမျိုးရဲ့လမ်းပြမှုပါပဲအဓိကကျွန်တော်က အများကြီးအထောက်အထားဆရာဒီဇက်ကောင်အကြောင်းကိုအာစပြီးတော့ပြောလိုက်တယ်ဟိုဟာကျွန်တော်ရင်နေရအောင်ဆရာပြောပြပြီးတာဖြစ်တဲ့အတွက်အများကြီးအထောက်အထားတွေတော့မရှိပါဘူးတကယ်ကောင်းတာဆရာဆရာကြောင့်ပါဒီကတော့ဟုတ်ဟိုပါဗောနော်ဇက်ကောင်ရဲ့စိတ်ကွာကြဆရာကဟိုပြောပြပြီးတယ်အဲ့ဒီအမှုရာပုံစံမျိုးကြတော့ဟိုဥနိုင်ရဲ့ အဲရိုက်ကွင်းဥနိုင်ရိုက်တဲ့ချိန်ကျရင်ကျွန်တော်ကဘေးနားမှာဆရာဘေးနားမှာအမြဲတမ်းဟိုမော်နီတာဘေးနားမှာအမြဲတမ်းရှိရဲဥနိုင်ရိုက်တဲ့အဲရိုက်ကွင်းတိုင်းမှာကျွန်တော်ရှိရှိရဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ဥနိုင် acting လုပ်တဲ့ပုံစံတွေသွားတာလာတာလေးတွေကိုကျွန်တော်ကြည့်ပြီးတော့လေ့လာရတာပေါ့ဗျာဟုတ်ဟုတ်အော်ကျွန်တော်ကစင်းတိုင်းမှာရှိရဲဗျာဥနိုင်ဟိုပေါ့နော်ရိုက်တဲ့စင်းတိုင်းမှာဥမာလက်အုပ်ချီပေါ့ အဲကျေးစီတီးတန်ကြားတဲ့ချိန်ကျရင် ဖြစ်သွားတဲ့သူ့ရဲ့ဟိုပုံစံခေါင်းခါတဲ့ပုံစံနားပိတ်တဲ့ပုံစံမျက်လုံးထားတဲ့ပုံစံအဲ့ဒါတွေပေါ့နော်ကျွန်တော်အဓိကဟိုအသေးစိတ်တွေကိုအစွမ်းရှိတလောက်နိုင်တလောက်တွေလိုက်ကြည့်ပြပါတယ်ဟုတ်ဖြစ်တာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီလူကြီးတွေရောဒီပေါ့နော်တကယ်စီနီယာတွေကအစအတိမတ်ပြုတဲ့ချိန်မှာဟိုကျွန်တော်ရှေ့ဆက်ဖို့အတွက်ခွန်အားတွေအများကြီးဖြစ်တယ်ပြီးတော့နောက်တစ်ခုကအဲ့လိုချီးကျူးခံတဲ့ဟာမျိုးကျွန်တော်ဟို လွန်လွန်နဲ့တာယာဟိုပေါ့နော်ပျော်တာကြီးကလွန်အရန်လွန်လွန်ပြီးပျော်တာမျိုးမဟုတ်ပဲနဲ့ပို့ပြီးတော့ငါဒီလောက်ကိုငါပို့ပြီးတော့တေချာလေးလောက်ရမယ်ပို့ပြီးတော့တန်မိုးထားရမယ်ဟိုကျွန်တော်အက်စိတ်ကိုကိုကိုပို့ပြီးတော့ဟိုအနောက်ကနေကိုကိုကိုပဲ pressure ပေးပြပါလေဗျဟုတ်ဟုတ်ကျွန်တော်ကအဲဇလန်းရွဲပေါ့နော်ညီမလေးတယောက်ကောက်ရထားဒီဇလန်းရွဲစရိုက်တဲ့ဟိုကိုထုံးနဲ့စရိုက်တဲ့ပေါ့နော်ကိုထုံးရဲ့ acting တော့ကျွန်တော် like ကြည့်ပြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အစ်စ်တွေတော့က ဒီရိုက်ကွင်းဆိုတာအကောင်းဆုံးလေးကျင်းလို့ရတဲ့နေရာပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့ senior actor တွေကအော်ကျွန်တော်ရုပ်ရှင်ကြည့်ရပါတော့ရုပ်ရှင်ကြည့်ရရုပ်ရှင်ကြည့်ရချိန်မှာတော့ဒါရုပ်ရှင်ပဲကြည့်ဖြစ်တာဟိုတကယ်ရိုက်ကွင်းမှာကြာတော့အဲ့ဒီအဲ senior actor တွေက character တခုဘယ်လိုပုံပေါ်လဲဟိုပေါ့နော်ဟိုဘယ်လိုမျိုးသူစကားတခုပြောလိုက်တဲ့ချိန်ကျမျက်နှာမူအရဘယ်လိုထားပြောအသေးစိတ်ကအစကျွန်တော်တို့ကြည့်ခွင့်ရတယ်ရုပ်ရှင်မှာဆိုရုပ်ရှင်မှာပြတာပဲရမှာပေါ့နော်ကျွန်တော်တို့တကယ် ရိုက်ကွင်းမှာဆိုရင်ကျွန်တော်တို့ကဒီထက်ရုပ်ရှင်ထက်ပိုပြီးအသေးစိတ်ကြတဲ့အရာတွေမြင်ရတာဖြစ်တဲ့အတွက်ဟိုကိုနားရတယ်ဆိုဥမာမရုပ်ရှင်တကာရိုက်တယ်ဆိုရက်20တလားပေါ့နော်ဟိုတကယ်ရိုက်တဲ့ရိုက်ကွင်းပေါ့နော် pre post မပါဘဲနဲ့တလားအတလားအတွင်းမှာကျွန်တော်တို့ကဟိုအိတ်တာနောက်ပိုင်းအိအိအိကြမှာပဲ AC အိတ်လို့ရတယ်အမရိုက်ကွင်းမှာကြာကျွန်တော်တို့ရားနိုင်တဲ့ပညာလေးတွေတော့ယူပြစ်တာပေါ့ဗျာဟုတ်အဓိကပေါ့နော်ကိုယ့်ရဲ့ senior အကိုတွေအမတွေ ခြေကျူးတာဖြစ်တဲ့အတွက်ကျွန်တော်လေးကိုပြောမပြတတ်အောင်ပြောတယ်ခင်ဗျာပြောမပြတတ်အောင်တကယ်ပြောတာပါဟုတ်ပြောမပြတတ်ဘူးဆိုတော့ကျွန်တော်မပြောပြတတ်ဒါပေမဲ့ရင်ထဲမှာတော့ယင်ပီတီဖြစ်ပါတယ်ပီတီဖြစ်ပါတယ်ပြီးတော့ပီတီဖြစ်တာနဲ့အလျောက်ပို့ပြီးစူးစမ်းရမယ်ဆိုတော့အတိလည်းနောက်ကနေပိုကတ်ပါတယ်ဗျဟုတ်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 အာအဓိကကျွန်တော်အခုနကဖြေတယ်လို့ပေါ့နော်ကျွန်တော်ဒီအလုပ်ကိုကျွန်တော်တန်မိုးထားတယ်ဗျကျွန်တော်တန်မိုးထားတယ်တန်မိုးထားတယ်ဆိုတာကကြတော့ကျွန်တော်ကဒီအလုပ်လောက်ကပျော်တယ်ချစ်တယ် တံမိုးထားတယ်အဲ့ဒါဖြစ်တဲ့အတွက်ရှားတဲ့အဲဟိုဇက်ကောင်နိုင်ပေါ့နော်ကျွန်တော်အဲတရားကို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 တရားပေါ့နော်သူများအတွက်တရားဖြစ်ချင်မှဖြစ်မယ်ကိုကိုကိုတရားဖြစ်အောင်တော့ကြိုးစားပြတ်တယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်အဓိကတော့ဆရာဦးမျိုးမင်းကျောင်းရိုက်ဖြတ်တာပေါ့နော်ဘာဖြစ်လို့ဆရာ6နှစ်လောက်ကြာမှရုပ်ရှင်ပြန်ရိုက်တယ်အာ ဲ6နှစ်ကြာမှပြန်ထွက်တဲ့ကားပေါ့နော်ကျွန်တော်ရိုက်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြာတော့ဟိုဇက်ကောင်ပေါ့နော်ကောင်းဟိုကောင်းမွန်တဲ့ဇက်ကောင်ဆိုလို့ရှိရင်တော့ကျွန်တော်ကရိုက်ပါတယ်ခင်ဗျဆရာမှားလာပြီးသားအခန်းထဲတာများတာနဲ့မဆိုင်ဘူးခင်ဗျအဓိကကိုယ့်ရဲ့ဇက်ကောင်ကိုအကောင်းမွန်ဆုံးအပြည့်ပြည့်ဆုံးတဘာဝအကျဆုံးသရုပ်ဆောင်နိုင်မှုပဲအရေးကြီးပါတယ်ခင်ဗျဟုတ်ပီတိဖြစ်ပါတယ်ဗျပီတိဖြစ်ပြီးတော့အခုကျွန်တော်နည်းနည်းပို့ပြီးတော့ဟိုအဲတာဝန်နည်းနည်းလေးနည်းနည်းလေးပေါ့နော်ရှိရတာဝန်ထက်နည်းနည်းလေးပို့ပြီးတော့အဲ ပို့ွားမယ်လို့တော့ကျွန်တော်ထင်တယ်အဲအခုကိုလည်းစိတ်ကိုအတိကတ်တယ်နော်ဘာဖြစ်လဲဆိုတော့ငါအဲဒီမှာဒီလိုလှုပ်ထားပြီးပြီနောက်ထပ်ဇက်ကောင်နေကားတွေကြာရင်ငါဒီထက်ပို့ပြီးတော့ဟိုရောလုံးမဖြစ်ဘူးပို့ကောင်းအောင်လုပ်ရမယ်ပို့ပြီးတော့အဲတတိထားရမယ်ဒီထက်ပို့ပြီးတော့ကြိုးစားရမယ်အနုစိတ်ရမယ်လို့ကျွန်တော်ခေါင်းထဲမှာအခုလည်းတွေးနေပါတယ်ဗျဟုတ်စိတ်ရဲ့ဗလင်းပေါက်ကမျက်လုံးပေါ့နော်အဓိကကတော့စိတ်စိတ်ကအထဲမှာရောက်သွားတဲ့အချိန်ကြလို့ရှင်မျက်လုံးကဟို ူကသူဖြက်ဖြက်လာမှာပေါ့နော်ဟုတ်ကျွန်တော်အများကြီးတော့မပြောပြတတ်ဘူးအဲအဓိကတော့ဟိုကျွန်တော်ဂျင်းနဲ့ဂျင်းမဂျင်းနဲ့တင်ထက်ဟိုဒရိုက်တာဆရာဦးမျိုးဂျင်းနဲ့ရမယ်ပြီးသွားရင်ကြီးစုတဲ့ပရိသတ်တွေရင်မှတ်ထဲရောက်ပြီဆိုရင်ဒါကျွန်တော်ရဲ့အဲဒီစားကောင်ပေါ်မှာတာဝန်ကြီးတယ်လို့ပဲကျွန်တော်ထင်ပါတယ်ဟုတ်ဟုတ်ဟုတ်ကြီးဖြစ်ပါတယ်ခင်ဗျာဟာကြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့အကယ်၍ဟိုပေါ့နော်ဟိုလှုပ်လိုက်တယ်အဲပြီးွားရင်နောက်ထပ်အဲ့နာလေးမှာနောက်ထပ်ဗာအနေရမျိုးလေးတွေထပ်ရှိသေးလေဆိုတဲ့ဟာကိုကိုကို ကျွန်တော်အကယ်၍အရှိမရိုက်ခဲ့တဲ့ကားရှိလို့ရှိရင်ကျွန်တော်ပြန်ကြည့်ပြတယ်ဘာဖြစ်လို့ဆိုတော့ငါအဲ့နာတော့ဒီလိုလေးလှုပ်လှမ်းမယ်ပါညာဆိုပြီးတော့ဟုတ်ဟုတ်ကျေးဇူးပါခင်ဗျာဟိုအဲသူတော်စေကိုကြီးစုပေးကြရတဲ့အဲအချိန်ပေးပြီးတော့ဗောနော်ကြီးစုပေးကြရတဲ့တူတယောက်ချင်းစီကြအောင်ကျွန်တော်ရင်ထဲကနေတကယ်ကိုပြုံးပြတတ်အောင်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟိုဆက်လက်ပြီးတော့ဒီဗောနော်အခုဆိုလဲဒီအကြာကူကူဇကားကိုလည်းအားလုံးပဲအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါ